သွားပြီးမဲထဲလိုက်တယ်ဟေ့ဆိုရင်တေးကြတယ်ခမားတို့လုံနေတာတွေသဘောတူပါတယ်ဒီထက်ပို့ပြီးတတ်ပါတော့ဒီထက်ပို့ပြီးမရင်ကျင့်ပါတော့ဒီထက်ပို့ပြီးတော့ရက်ဆက်ပါတော့လို့ဒါမိမိရဲ့မဲဟာအဲ့ဒီတိုင်းတက်ရောက်ပါမှာပါပဲဒါကြောင့်မလို့ဆီယနာရှင်တွေကနော်ဘောင်းမီပဲချွတ်သွားသွားဘလို့ပဲအတွင်ပြောင်းသွားသွားမပြောင်းလဲတာတော့ရုပ်မာတယ်စိတ်ကြက်ပါပဲ သူတို့လူချင်းနဲ့လုပ်ခဲ့ပြီးရင်ဘာသာရေးနဲ့ brain wash လုပ်ပြီးတော့ဘုရားတဲ့ပြအကြောင်းစောက်ပြကျွန်ခံမဲ့ဘုန်းကြီးတွေသူတို့ကိုစားပြောပြပြီးမဲ့ brain wash လုပ်မဲ့ဘုန်းကြီးတွေကိုမွေးလိုက်တာပဲဘွဲတွေပြီးပြီးတော့မိစေများအားလုံးတော်လန်တော်နေတဲ့ပါဘာသာပေါင်းစုံညီညာရေး Institute IRMB ကအပတ်စဉ်တပတ်ခြားဖြစ်တဲ့ဗုဒ္ဓဦးတွေတိုင်းထုတ်လွှင့်နေကြဖြစ်တဲ့ဓမ္မကိုဘာသာတရားပြန်ဝင်ရင်ခြင်းသကောင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာဦးသူတို့ အပိုင်း30ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း30မှာသကမကိုတရားဝင်လူသက်ခွင်ပေးမဲ့အတူရောင်ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ဒီခေါင်းစဉ်အောက်မှာဆွေးနွေးကြမဲ့စပီကာများကတော့ကျော်မင်းတုံညဗုဒ္ဓတက္ကသိုလ်တိခါတော်ရဆရာတရာပေသူမန္နနာဟာဘေကာရီဆရာဦးစုနေဦးစုနေအတူဒီနေ့ဦးစုနေ IRMB ဖွဲ့စည်းကနေမှတာပါဝင်ဆင်းနေကြမဲ့စပီကာများပဲဖြစ်ပါတယ်ဒီဆရာတော်ဆရာနှစ်ယောက်နဲ့အတူဒီတစ်ပတ်မှာအထူးဖိတ်ကြားလို့တက်ရောက်ဆင်းနေမဲ့သူကတော့စီရမင်တရားလူကြီးတူဖြစ်တဲ့ဒေါ်တင်စာမြပဲဖြစ်ပါတယ်ဆရာတော်ဆရာဆရာမတို့မင်္ဂလာပါဗျမင်္ဂလာပါဗျာမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဒီတစ်ပတ်မှာတော့ဒါစကားမကိုတရားဝင်လူတက်ခွင့်ပေးမဲ့သူ့ရောက်ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့စနစ်သွားကြမှာပါ ဒါကဘာဖြစ်လို့တရားဝင်လူတောက်ခွင့်ပေးမဲ့တို့ရောင်ရွက်ောက်ပွဲလို့ပြောရလဲဆိုလို့ရှိရင်တို့ကျဖို့ပါတီကဒါဘူလက်လာဆိုပြောခဲ့တဲ့အခြေအတခုရှိပါတယ်ရွက်ောက်ပွဲပြီးသွားရင်မင်းတို့တိုင်းရင်းသားတွေကငါတို့ကအမုန်းကျိမ့်ပါဆိုတဲ့အခြေအပြောခဲ့တာဖြစ်ပါတယ်တချိန်ကလည်းပဲသူဟာအေးရွှေလက်နဲ့ခေါ်လို့လာရင်လာပါရွှေလက်နဲ့ခေါ်လို့မလာရင်ဘူလက်နဲ့ခေါ်ရပါလိမ့်မယ်ဆိုတဲ့အခြေအနေ အမြဲတမ်းသူကအကျန့်ဖက်ဖို့ပဲပြောနေတဲ့အဲလူတယောက်ပေါ့နော်အဲဆိုတော့သူပြောတဲ့စကားကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒါဒီအတုယောင်ရွက်ောက်ပွဲအတုယောင်ရွက်ောက်ပွဲဆိုတာကလည်းပဲဘာလို့အတုယောင်လို့ပြောရလဲဆိုလို့ရှိရင်ဒီစကားမကရွက်ောက်ပွဲကိုကျင့်ပပေးဖို့အခွင့်အလမ်းသူ့မှာမရှိပါဘူးသူ့မှာမရှိဘူးအဲ့တော့ဦးသိန်းတို့ဤသူကရွေးချယ်တင်မြှောက်ထားတဲ့ဤသူခေါင်းဆောင်တွေကိုထောင်ထဲအကျဉ်းချပြီးတော့ သူနိုင်တဲ့ပါတီတွေကိုပဲသူနဲ့အလင်းသိတဲ့ပါတီတွေကိုပဲစုယုံပြီးတော့မှပါတီဆုံးဆိုပြီးတော့ဒီလိုနာမည်တက်ထားတော့လည်းပဲအလုံးဟာဒါစစ်တပ်ရဲ့ကြောတော့နောက်ကကျန့်ဖို့ပါတီပဲအောင်ပွဲခံမဲ့ယူကော့ပွဲလို့ဒီလိုပဲတတ်မှတ်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ယူကော့ပွဲကမကျင်းပါသေးဘူးနိုင်ရတဲ့ကိုယ်စားလှယ်လောင်းနေရလည်းပဲခုချိန်နေစင်းနေထွက်လာပြီလေမပြိုင်ခင်ကသာနိုင်နေတယ်ဆိုပုံစံမျိုးနဲ့ထွက်နေတဲ့အနေအထားမျိုးတွေဖြစ်လာပြီပေါ့နော်ဆိုတော့ ီရွေးကောက်ပွဲဟာလည်းပဲတကယ်တကယ်ဆိုလို့ရှိရင်တို့လုတ်ချင်လုံးလို့လုတ်တဲ့ရွေးကောက်ပွဲမျိုးတော့မဟုတ်ဘူးတစ်ဖက်မှာလည်းပဲဒါတရုတ်နဲ့ရုရှားရဲ့အလိုကျပေါ့အထူးထူးသဖြင့်တရုတ်ရဲ့အလိုကျလုတ်ပေတဲ့ရွေးကောက်ပွဲဒီစကားမကိုတရုတ်ကလည်းပဲကမ္ဘာအလယ်မှာတရားဝင်တဲ့အစိုးရပုံစံမျိုးနဲ့ဖော်ဆောင်နေတဲ့အခါမှာရွေးကောက်ပွဲကိုတင်းကြပ်လုခိုင်းလို့လိုရတဲ့အနေအထားမျိုးဖြစ်လာတော့ဒါကလူထုရဲ့ယင်တွေကအသေးကြားကထွက်လာတဲ့မဲတပြားကနေတင့်တက်လာမဲ့ဦးဇင်းတို့ရဲ့ပါတီဒီ တကယ်လူထုခေါင်းဆောင်တွေလူထုရဲ့ကိုယ်စားလှယ်တွေဖြစ်လာနိုင်မဲ့အလားအလာမျိုးမရှိဘူးဒီလိုအနေအထားမျိုးမှာဒါရွေးကောက်ပွဲကနေပြက်လာပြီးတော့မှသူတို့တွေယတားဆိုတဲ့နာမည်ခံပြီးသူရတွေဖွဲ့ပြီးတော့မှတရားဝင်ဦးဇင်းတို့ပြည်သူလူထုတွေကိုပုံမိုးပြီးတော့ချင်းချောက်ပုံမိုးပြီးတော့တတ်ဖြတ်ဖို့အနေအထားမျိုးတွေညာကြုံလာမှာပဲဖြစ်ပါတယ်အခုတော့မှဒါဒီရွေးကောက်ပွဲကိုစက်ကျင်လို့ရှိရင်ဒီရွေးကောက်ပွဲကိုဝေဖန်လို့ရှိရင်အဲထောက်နှံဘလောက်ဆိုပြီးတော့ရွေးကောက်ပွဲကိုကာကွယ်တဲ့ဥပဒေဆိုတဲ့မတရားတဲ့ဥပဒေကြီးလဲထုတ်ထားတယ် ီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ policy ကားတွေရိုက်တဲ့အခါမှာအခုခေတ်မိုင်းကိုဒုံသန်းညသူများဆိုတဲ့ဇာကရိုက်တဲ့အခါမှာနေတို့တို့စရှိတဲ့ဒီဘောမဖက်ခွက်စားနုပညာတွေတွေပေါ့ဗျာနုပညာကိုရေချုံထားတဲ့သူတွေပေါ့ဒီပုဂ္ဂိုလ်တွေကိုဒီဝေဘာမိလို့ဒီပုဂ္ဂိုလ်တွေဒီတင်ထားတဲ့ဒီတကားကိုဟာဟာပေးမိလို့ဒါတာမိုက်တီတို့အစရှိတဲ့သူတွေလည်းပဲဒါထောင်ထဲမှာအဲတထောင်နှံဆန်နေရတဲ့အနေအထားမျိုးတွေ ကြုံရတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲဟာဘလို့မှတန်ရှင်းမျှတာတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာကဒါမပြိုင်ခင်တည်းကသာရွေးကောက်ပွဲမကြည့်ပါခင်တည်းကသာအဖြစ်ထွက်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့ဒီလိုတရားဝင်လူတက်ခွင့်ပေးမဲ့ရွေးကောက်ပွဲကိုဦးဇင်းတို့ပြည်သူတွေဟာဘလို့နီးနဲ့ဘလို့ပုံစံမျိုးနဲ့ ဘလို့မြင်မျိုးနဲ့ပါဝင်ကြမလဲဆိုတာမျိုးဒါတွေကိုလည်းထုတ်เสียမျိုးကုန်နေအများကြီးရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီကြောင်းနေနဲ့ပတ်သက်ပြီးတော့ပထမဦးစွာပေါ့နော်ဆေတော်မြင့်တုံညာဖိုရတက်ကတူကိုတပြီးတော့ယူသေးစွာဖိတ်ခေါ်ပါတယ်ဗျာဆေတော်အနေနဲ့ဒီနေ့အတို့ရောင်ရွက်ကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဆေတော်မြင့်တော့သွင်းပြီးပို့ပြီးတော့ယူသေးစွာလျှောက်ထားပါတယ်ဗျာမှန်ပါဗျာယေရှုမြတ်ကြီးတင်ပါတယ်ဗျာဝိဇင်တို့ပြည်တွင်းပြည်ပဓမ္မမိတ်ဆွေများအားလုံး ကိုစိတ်နှပြမိဖုရားဝိဘွာ၏ကျဉ်းကျဉ်းမာမာချမ်းချမ်းသာသာဖြင့်ဆရာနာရှင်စိမိတ်စာစိဘလူလူယုံမာများဘေးမှအမြဲတမ်းကင်းဝေးအောင်တော်လန်နိုင်ကြတဲ့ဓမ္မတူရဲကောင်းများဖြစ်နိုင်ကြပါစေလို့ရှေးဥပနာမဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ဦးဇင်းတို့အလုံးမေတိကြတဲ့အတိုင်းမင်းအာနာရှင်နေနော်အာနာရှင်ဟိဆိုတဲ့အဲထဲမှာတော့မှပဲ။ဘာဘောမှာယုံမာဆုံး အောက်တန်းကြဆုံး ပါဏာရှင်နေပြောပါရေးဆိုရင်တော့ဒါနေဝင်းကနေစတဲ့ညနေမင်းအောင်လိုင်းထိသူရုံမာတွေပါပဲအဲ့တော့တို့ရက်စီကျောင်းတော်ကြီးကမွေးထုတ်လိုက်တဲ့သူမနဲ့မြကလည်းပဲဤတို့ပေါ်မှာဘလို့ရုံမာရမလဲဘလို့ရက်ဆက်ရမလဲဘလို့ကောက်ကြည့်ရမလဲတိုင်းပြည်ရဲ့တရားစာတမန္တမြဘလို့ဂုတ်တွေးဆုပ်ရမလဲဟေ့ဆိုတဲ့နီလန်းနေပဲတင်ခဲ့ကြတာပါတကယ်တော့ပြည်သူပေါ်မှာတို့ဆိုခဲ့တဲ့တစ္ဆာအတိုင်း ဤသူရဲ့တဝိဉ္စီစဉ်ကိုကာကွယ်ဆောင်ရှောက်မယ်ဟေးဆိုတဲ့စစ်ဘူကောင်းနေစစ်သားကောင်းနေမြင်ပေါ်ခဲ့ရင်မင်းအောင်နိုင်တို့ဆိုတဲ့ကောင်းနေနေဝင်းတို့ဆိုတဲ့ကောင်းနေဟာသဇိုးရှိစရာအကြောင်းမရှိပါဤလိုမှတစ္ဆာကောင်းမဲ့ကောင်းနေကြီးပဲဖြစ်နေတဲ့အတွက်ကြောင့်ယနေ့အလုံးမြင်ရတဲ့အတိုင်းပဲညီဝေးအမိပြက်ချင်းနော်အကျင့်ပြက်အကျင့်ပြက်တည်းကြီးပဲ မကောင်းတဲ့ကောင်းတွေကြီးပဲမွေးဖွားထားတဲ့ခါကျတော့ပြည်သူပေါ်မှာဘယ်လိုယုံမှရမလဲဟဲ့ဆိုပြီးတော့ခေါင်းချင်းဆိုင်ပြီးတော့ယုံမှနေကြတာပါပဲ။ဒါကြောင့်မလို့ဒီနေ့တို့တို့လုံးမဲ့ရွေးကောက်ပွဲဟာလည်းပဲအဖြေရရှင်းရှင်းလေးပါအားလုံးသိပြီးသားပါပဲနော်။တို့တို့မှာယနေ့မြင်ရတဲ့အတိုင်းပဲနေရာတိုင်းကလည်းပဲတိုက်တိုင်းကြနော်။တို့တို့ကိုလည်းပဲတတိုင်းပြည်လုံးကပြည်သူတွေကလက်မမခံတော့တာဘယ်လိုလက်ခံမလဲ။စစ်တပ်ရေးဆိုတာတိုင်းပြည်သားများရဲ့အတဝန်းစီးစိမ် ထောက်လျှောက်ရမယ်ကိစ္စကနေပြောင်းပြန်လုပ်ပြီးတော့မရင်ကျင်ရင်ရက်ဆက်ချင်းတက်ဖြတ်ချင်းလေရင်နေနဲ့ဘုံကျဲချင်းဟဲ့ဆိုတော့ဘယ်လိုလုပ်ပြီးတော့အရှင်ပြည်မှာလဲနော်အဲ့တော့တိုင်းပြည်လုံးကလက်မခံလို့ရတဲ့နည်းနဲ့တော်လန်ရတဲ့အခါမှာစစ်အာဏာရှင်စစ်မိတ်ဆာတွေကဘုံဘုံလဲကြနေတယ်တို့ထဲမှာလည်းပဲစစ်သားတွေမရှိမရှိရင်ဘော်ဒါဆဲပြည်သူစစ်ဟဲ့ဆိုပြီးတော့ခြေတန်းပို့ပို့လေသေးတာပါပဲနော်အဲ့ပြည်သူမှလက်မခံမှုဟဲ့ဆိုရင်ဘယ်သူမှ နေလို့မရပါဘူးဘာလို့ဗာစစ်တဲ့ကြီးပဲဖြစ်ဖြစ်ဘလို့အာနာရှင်ဆိုရပဲပြောပြောနော်ဒီဘာလို့ကြိုက်တဲ့နာမည်တဲ့ဂျီသူကရွေးချယ်လို့ဂျီသူကဂျီဗျူမပဲဆိုရလို့လို့ရပါတယ်တို့တို့လည်းပဲခုနကပြောခဲ့တဲ့ထွက်ပေါက်မရှိလာတဲ့အခါမှာတို့တို့ခုနကရှေ့ကပြောတဲ့အတိုင်းနော်တရုတ်ရဲ့အလိုကျပေါ့တရုတ်ကလည်းပဲတည်တဲ့အတိုင်းပဲမရောက်နိုင်လို့လို့ဂျွန်ကိုမွေးထားနိုင်မှဒီတိုင်းမိကတယံဇာတ်မှန်နေမြောက်ကုတ်လေးစုပ်လို့ရမယ် သူတို့နေမြေချက်ရင်တိုင်းချက်လို့ရမယ်လှုပ်ချင်တိုင်းလှုပ်လို့ရမယ်အဲ့တော့ဒီမိုကရေစီအစိုးရပြောင်းသွားတော့ကသူတို့သိတဲ့အတိုင်းပဲနော်အာဏာရှင်လက်ထက်ကတကိုးစည်းတွေနဲ့ချုပ်ထားတာတွေတကိုးတွေအိတ်တွေကောက်ထည့်ထားတဲ့ဟာတွေအကုန်လုံးပြန်ချုပ်ရတာအားလုံးမြင်နေတိုင်းပဲအဲ့တော့သူတို့ကတော့တကိုးကျုံကိုမွေးခြင်းပါပဲအဲ့တော့အဲ့ဒီလိုမွေးဖို့ဟေးဆိုရင်တော့မဖြစ်မနေမင်းတို့ထွက်ပေါက်ကတော့ပြိနေပြီနော်ဒီရေကောက်ပွဲကိုဖြစ်အောင်လို့သူတို့ကကြော်ညာမင်းဟေးဆိုပြီးတော့ဒါဟာ လူတက်နေတာပါပဲအဲ့ဒီကနေပြီးတော့ကျွန်တော်ပြောခဲ့တဲ့ပြည်သူကိုနားလဲပိုက်ရိုက်လုံးပါပဲဒါတရားပြည်သူတွေကလည်းပဲပို့ပြီးတော့ပန်းနဲ့ကြဖို့လိုတာပဲဒီဘွဲကဘာလို့ငါလဲဟေးဆိုတော့မိမိတို့ကသွားပြီးမဲထဲလိုက်တယ်ဟေးဆိုရင်သေးကြတယ်ခမားတို့လုံနေတာတွေသဘောတူပါတယ်ဒီထက်ပို့ပြီးတတ်ပါတော့ဒီထက်ပို့ပြီးမရင်ကျင့်ပါတော့ဒီထက်ပို့ပြီးတော့ရက်ဆက်ပါတော့လို့ဒါမိမိရဲ့မဲဟာအဲ့ဒီတိုင်းတက်ရောက်ပါမှာပါပဲအခုတောင်မှပဲ တက်ခွင့်မရှိပါဘူးပြည်သူကမကြည်ယူပါဘူးလို့အားလုံးကဆန္ဒပြပါတယ်ဟေ့ဆိုတဲ့ကဘာကိုကြုံညာထားတဲ့နမိတ်နဲ့တော့တက်ချင်တိုင်းတက်ဖြတ်ချင်တိုင်းဖြတ်ရက်ဆက်ချင်တိုင်းရက်ဆက်နေတဲ့ကိစ္စကိုအခုဒီမှာကြည်ပြည်သူတွေကကျွန်တော်တို့လာပြီးမဲပေးတယ်ဟေ့ဆိုတဲ့အခါမှာခုနပြောခဲ့တဲ့ဘူးလက်လာစီတို့ကလည်းအမုန်းကြိတ်မယ်ဆိုပြီးတော့ဒါကြောင့်မလို့ဆီယနာရှင်တွေကနော်ပေါင်းပြီးပဲချွတ်သွားသွားလိုပဲအတွင်ပြောင်းသွားသွားမပြောင်းလဲတာတော့ရုပ်မာတဲ့စိတ်ကြပ်ပါပဲနော်ဒါကြောင့်မလို့သူတို့က သူတို့ဒေါ်လာနဲ့လူမှန်နေမြတ်သူတို့ကဘုံရန်ဒူးလို့တတ်မှတ်တာတော့ဘယ်နှပြေကလေးတိုင်းနာဒီကိုလေအမုံကြိတ်မယ်ဟေးဆိုတာရှင်းပါလေကြိတ်ခဲ့တာပါပဲတိုင်းနာဒေတာတွေဟေးဆိုတာကာလတလျှောက်လုံးနေဝင်လက်ထက်တွေကနေနီးမျိုးစုံနဲ့တပုံလို့ကောင်းသီးတက်ပြီးတော့အကိုရှိမချောင် ဖေးရှိမချောင်မရင်ကျင့်နေတတ်တယ်ရက်ဆက်တယ်မြှို့ရတယ် ။ငမကောင်းတော့မှအကုန်လုတ်ခဲ့တာ။သူတို့လုတ်ချင်တယ်လုတ်ခဲ့ပြီးရင်ဘာသာရေးနဲ့ brain wash လုတ်ပြီးတော့ဘုရားတဲ့ပြအကြောင်းစောက်ပြကျွန်ခံမဲ့ဘုန်းကြီးတွေသူတို့ကိုစားပြောပြပြီးမဲ့ brain wash လုတ်မဲ့ဘုန်းကြီးတွေကိုမွေးလိုက်တာပဲဘွဲတွေပြီးပြီးတော့ဒါခေတ်ဆက်ဆက်အသုံးချခဲ့တာ။ဒါကဘုနာပြေကလေးဗုဒ္ဓဘာသာတွေလည်းအသုံးချတာပဲ။တခြားဘာသာတွေလည်းလည်းမြင်တဲ့အတိုင်းပဲအသုံးချတာပဲဒါတွေကသူတို့ကလုံနေကြတွေပါပဲအသုံးချလို့ရတဲ့သူမှန်တယ်များသူတို့အသုံးချမယ်မိတိဘာသာမဆိုအသုံးချမယ်မိတိလူမျိုးမဆိုအသုံးချမ ဲ့တော့ကျုံခံစိတ်ရှိတဲ့လူမှန်တဲ့မြတ်ကိုသူတို့ကသုံးချမှာပါပဲနော်ယနေ့ရေဆိုရင်တော့မြင်တဲ့အတိုင်းပဲနော်အချက်မရှိကြတဲ့ဒီတကူတို့စေကိဏတို့ကိုပြည်သူကိုတတ်နေမြန်တိလျက်နဲ့ရဲရဲဆဲဆဲကိုသရာပညာနဲ့ပြည့်စုံတော့ဆိုပြီးတော့မြောက်ပေးတယ်မင်္ဂလာဝယ်ကြီးတွေမတမ်းမရစလွယ်ကြီးတွေဆွဲပေးတယ်နော်ဒါရီယာမလုတဲ့တဲ့ကိစ္စတွေကိုလုပ်နေကြတာပါဒါကြောင့်မလို့ပြောကျင်တာရပါလေဟေ့ဆိုတော့မိမိတို့ဟာကိုယ် level ကိုကြိုးကွင်းစွတ်မဲ့ ရေးခေါက်ဘွဲကြီးကိုတိတိကြီးနဲ့တော့သားစဉ်မြေဆက်ကျုံခံရေးဖို့တွားပြီးတော့ကျုံခံရပါနဲ့နော်မိမိတို့မှာဆန္ဒမဲဟေးဆိုတာပေးပိုင်ဝင်လည်းရှိတယ်ကိုငင်းပိုင်ဝင်လည်းရှိပါတယ်ကိုဆန္ဒကိုကြိုက်မှထဲမှာကိုမကြိုက်ရင်မထဲဘူးနော်ဒါဟာမိမိတို့ကအားလုံးကစက်ကျင်ကြရမှာနော်မင်းမထဲချင်းမင်းလည်းပဲစက်ကျင်ကြရမယ်ယနေ့ဖက်ကွက်စားတွေကိုလည်းပဲဘိုက်ကော့တွေလှုပ်ချင်းအဖြစ်မိမိတို့စက်ကျင်ကြရမယ်နော်ဆရာနာရှင်ရဲ့ ထုတ်ကုန်ပစ္စည်းမှန်တယ်များဆန္ဒရှင်နဲ့ပေါင်းနေတဲ့လူတွေရဲ့ပစ္စည်းတွေမှန်တယ်များငါတို့မသုံးဘူးဟဲ့ဆိုတဲ့ဆန့်ကျင်ကြရမယ်ဒီလိုမှမလုပ်ဘူးဟဲ့ဆိုရင်တော့မိမိတို့ကသားစဉ်မြေဆက်ကြုံမြင်ကြုံတဲ့ဒုက္ခတွေကဇာရိုးလာမှာပါပဲအခုလည်းဇာရိုးလာနေကြတာပါတိုင်းမီရဲ့အဓိကပုံရံလူကစိမိတ်စာတွေပါပဲနော်စိမိတ်စာတွေအာနာမသိရင်ယနေ့အခင်းချင်းကဘာမှဖြစ်စရာအကြောင်းမရှိဘူးမြင်တဲ့အတိုင်းပဲနော်ပြီးခဲ့တဲ့၅နှစ် 2015ဒေါအောင်ဆန်းစုကြည်တို့ရတဲ့ကာလမှာသူတို့အာဏာမသိမ်းဘာဖြစ်လဲဘာမှမဖြစ်ဘဲနဲ့တိုင်းပြည်ကတိုးတက်တဲ့အေဂျင့်တွေငြိမ်းချမ်းတဲ့နော်ကောင်းမွန်တဲ့မြန်မာပြည်ကလည်းတစ်လျှောက်လုံးရှုပ်နေတာက အာဏာရှင်ကစစ်တပ်ကိုကပိုက်ဆောင်လုပ်ပြီးတော့ကလင်ကကြီးကြနေတဲ့အတွက်ကြောင့်မြန်မာကြီးပြည်ကြီးကပြည်ထနာတက်နေတာပဲနော်ဒါကြောင့်မလို့ဦးစင်းတော်ဘုံရန်သူလည်းမြင်နေပြီလူမြောင်လမ်းကြောင်းလည်းရှိနေပြီဒီတည်းမှာအလုံးကထဲထဲဝင်ပူပေါင်းလိုက်ပါ ာနာရှင်လက်ခွက်တီထဲမှာမဝင်ကြပါနဲ့တော့နော်ဒါကြောင့်မလို့ယနေ့ရေကောက်ပွဲအတူရောင်းရေကောက်ပွဲဖြစ်တယ်မိမိတို့လေပင်ကိုကျိုးခွေးစွတ်ထားတာဖြစ်တယ်အခုတော့ကျိုးကတော်တော်လေးကိုတင်းလို့သေးတဲ့လူလေသေးနေကြပြီ နော် အသက်ခံနေကြရပြီအဲ့ဒါကိုမိမိတို့ကတဘောတူစာနဲ့မိမိတို့ကသွားပြီးတော့လှုပ်လိုက်တယ်ဟေ့ဆိုရင်တော့ဒီကျိုးခွေးဟာမိမိတို့လေပင်ကိုဇဲကျိုးချမဲ့ရေကောက်ပွဲဖြစ်ပါတယ်လို့ ပြောကြရင်ညီကုန်းချိုးလိုက်ပါလေကျေးဇူးများကြီးတင်ပါ